မင်္ဂလာပါကျွန်တော်ဘလော့လီကကြိုဆိုပါတယ်ဒီနေ့တော့အမတ်စကြောင်းအောင်စရာလမ်းရင်းနှီးမြှုပ်နှံမှာရှိတဲ့ဇနကမြန်မာသမင်းဆိုင်ကိုရောင်းနေပါတယ်ဗျမြန်မာသမင်းဟင်းကောင်းတွေဘာတွေရမယ်ဘယ်လိုစားမိမယ်ဆိုတာလိုက်ကြည့်ပြပါအောင်ဗျဆိုင်ကတော့ကားပါကင်နေရာခြေဝန်းပြီးနေရာထိုင်ခင်းပြီးပြည့်စုံတယ်လို့ပြောလို့ရပါတယ်ဗျ ဟင်းရတာရွေးချယ်စရာမြမဟင်းမျိုးစုံနဲ့ချက်သားပစုံဝတ္တာဝတ္တနီးသည်ဝတ်ဆက်ငဖေငတိကျော်ဆက်ငချင်းကျော်နဲ့စိတ်သားကလီစာဟင်းဘဲဦးဆက်ချက်ငဘေးကျော်ငပုံနာငပြီမငတလောက်ပေါင်းဆက်သားချက်နဲ့အတီးရွက်ကျော်ကတော့ပုံလုံးသီးနဲ့ပြောင်းမှုကျော်အစင်းကျော်ချမောင်ကျော်ခွဲသီးကျော်အာလူးကျော်နဲ့တနည်းသီးချက် မြေကုံပုံတွင်ရာသီပေါ်အညာစာဟေးအမေများရပါတယ်။ ပြည့်တဲ့ကြီးစားကြပါအောင်ဗျာကျွန်တော်ကတော့ငပယ်ရင်စက်သားချက်နဲ့မြစ်ကင်းမုံရင်မှာစားဖြစ်ပါတယ် ငဖရင်ရ9000ပါဆက်သားရင်ရ1000ကင်းမုံဖြစ်ခင်ရ2000သမင်းစားပွဲလိုက်ပွဲနဲ့က2000ပါဗျာရင်ယူနေတဲ့ကချက်ကွေးတောင်းရင်ငပီတို့စီယာအစုံလင်းအညာငယူသီးစားတောင်းလေးလည်းပါပါတယ်စားလို့မိန်ပါတယ် မြမထမင်းဟင်းချက်အရသာကောင်းပါတယ်အနှစ်စီပြန်နဲ့အညာငွေသူးထောင်းနဲ့သမင်းပူပူနေစားရတဲ့အရသာလည်းတကယ်ထိမိကောင်းပါတယ်ဗျာ စားကောင်းလို့ဓမင်းလိုက်ပွဲကြီးကသုံးကလောက်ခူးခက်ပြီးအဝါစားခဲ့တာအကုန်ပဲစားလိုက်တာတကယ်ချင်းတဲ့ဘူကောင်းပါတယ်မိန်ပါတယ်ဗျဆက်တာဟင်းကလည်းနူဦးတဲ့အတွက်ကြောင့်စားရတာအဆင်ပြေနေပါတယ်အင်းအနှစ်တွေကစားလို့ကုန်ခဲ့ရင်ထပ်မှဖြစ်ပြီးပါတယ်မြမဓမင်းဟင်းကိုမိသားစုဇဝိုင်းလေးနဲ့အထာကြကြထိုင်စားလို့ရတာကလည်း ပြည့်ပြည့်စုံတဲ့အရသာတစ်ခုလို့ဆိုရပါမယ်သမင်းစားလို့ပြီးရင်အချိုပွဲကတော့အညာထညာကလေးနဲ့ လက်ဖက်လေးကိုလည်းစားလို့ရပါသေးတယ်။ ဇနကထမင်းဆိုင်ကရွေးချယ်စားစရာမြမဟင်းမျိုးစုံရာဒီဘောစာအညာလက်ရရဲ့မိမစိတ်တဲ့အရာသာတွေနဲ့ထိတိမိမိစားတဲ့အချိန်အရာသာကောင်းစီပါတယ်။ဆိုင်ကတန်ရှင်းတဲ့ဇေနုအစဉ်ပြေတဲ့ဆက်ဆက်ရေးကောင်းတဲ့အရာသာကောင်းစီတာကတင်းမိစီတာမကကားပါပြင်အတွက်ကနေရာထိုင်ခင်းအတွက်ပါပြည့်ပြည့်စုံတယ်လို့ပြောလို့ရပါတယ်။ မြမသမီးကောင်းကောင်းလေးနဲ့အညာလက်ရကောင်းကောင်းလေးတွေချိန်နေတဲ့ဆိုရင် like and subscribe လေးပေးကြပါအောင်ဗျာနောက်ဘလော့လေးမှာပြန်ဆုံကြပါမယ်ရရှိသူတကူးချင်းတယောက်တိုင်းပေးတဲ့အားလုံးကိုကျေးဇူးပါ